ဒီတလရဲ့လူငယ်ဘဝလူငယ်ကဏ္ဍအစီအစဉ်မှာတော့နိုင်ငံတကာမှာတွားရောက်ပညာသင်ကြားခွင့်ရနိုင်မဲ့ပညာတော်သင်စုလျှောက်ဖို့အတွက်ပညာရေးနောက်ခံဒါမှမဟုတ် အလုတ်အသွေးကြုံကိုအခြေခံပြီးချင်းကပ်နေနည်းရှိတဲ့အကြောင်းကို American ပြည်ထောင်စုကပေးတဲ့ Fulbright ပညာသင်ဆု Scholarship နဲ့ University of South Carolina တက္ကသိုလ်မှာ Master of Social Work ဘွဲ့ရရှိခဲ့သူကချင်ပြည်နယ်မိုးကောင်းမြို့ကဖောက်ရမနော်ရင်ကအခုလိုဝေမျှထားပါတယ်ကျွန်တော်တို့မိုးကောင်းပါကအင်္ဂလိပ်စာသင်တန်းတော့ကောင်းကောင်းမရှိခုတည်းပေါ့နော်ကောင်းကောင်းမရှိဘူးအဲ့ဆိုဒီအင်္ဂလိပ်စာ scholarship ကိုရှောက်တော့မယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာရဲ့သူရဲ့ဟိုအမ်လိုအပ်ချက်ကလည်းဒါက ဟိုကမရှိမဖြစ်သင်းမှာပါနေပေါ့နော်အဲ့ဆိုတော့ဟိုကျွန်တော်ကျွန်တော်ကတွေ့ကြုံလို့ပေါ့နော်ဥမာဟို um english စာအရန်ကြီးပေါ့ english class တွေအများကြီးလိုက်တက်ထားပြီးတော့ကိုကပြင်ဆင်ထားတဲ့အနေထားမဟုတ်ဘူးဆိုရင်တော့မကျွန်တော်စီမှာအခွင့်ရရှိနေတယ်ဆိုရဲဟာဘောကျွန်တော်အတကျ highlight လုပ်ချင်တာပေါ့နော်အဲ့တစ်ခုကကျွန်တော်ကျွန်တော်တင်တယ်ဟိုကျွန်တော်ဆေးရန်အောင်နောက်ပိုင်းဆေးရန်အောင်တော့မကောက်ဘူးကျွန်တော်တင်တယ်ဟိုအဝေးတင်နေပြီးရနောက်ပိုင်းထိတောင်ကျွန်တော် ဒီအင်္ဂလိပ်စာသင်တန်းတက်ချင်နေတော့ကျွန်တော်တို့မျိုးတွေမှာမရှိဘူးမရှိဘူးเนาะအဲ့ဒါအဲ့ချက်ကတော်တော်လေးကိုယ့်အတွက်အဟံတာကြီးလို့အဟံကားကြီးလို့ဖြစ်တာပေါ့เนาะအဲ့ဆိုတော့ဒီနောက်ပိုင်းဆိုရင်တော့ ို့တော့အခွင့်အရေးတွေရှိလာတယ်ဥပမာဆိုရင်လို့ရှင် application တွေ download လုပ်ပြီးတော့ကို study လုပ်လို့ရတာမျိုးလို့ internet တွေကနေသစင်ဥပမာအများကြီးရှိလာတာမျိုးတွေရှိရပေါ့နော်ကျွန်တော်တို့အဲအဲတုန်းကဆိုလို့ရှင်ကျွန်တော်မမေ့တဲ့လောက်ဆိုအဲ့လိုမျိုးတွေတော်တော်လေးရှားပါတယ် base scholarship ကိုပဲရှောက်ရှောက်အင်္ဂလိပ်စာပြင်းရဲ့အလုပ်အသွေးကြုံကအရန်အရေးကြီးပြီးအလုပ်အသွေးကြုံလို့ပြောတဲ့အထင်မှာကိုနေထိုင်တဲ့လူမှုပတ်ဝန်းကျင် community အတွက်အကျိုးပြုတဲ့စေတနာဝန်ထမ်းလှူဆောင်မှုတွေလည်းပါဝင်တယ်လို့ပြောပါတယ်ဥပမာ ဖခင်เจ้าတွေမှာစေတနာဝန်ထမ်း volunteer လောက်တာပဲဖြစ်ဖြစ်လူငယ်ကဏ္ဍတွေမှာပါဝင်ချင်းတွေရအစအကုန်လုံးကအလုပ်အသွေးကြုံတွေပဲဖြစ်တယ်လို့ကိုဖောက်ရမနော်ရန်က ပြောပါတယ်ကိုအသွေးကြုံတွေကို scholarship ရှောက်တဲ့အခါဆက်ဆက်ပေါ်ပြတတ်ဖို့ ਆ လေအရေးကြီးတဲ့အကြောင်းအခုလို့ရှင်းပြပါတယ်ဒီ scholarship ဟိုရှောက်တာရဲ့အခါမှာဆိုလို့ရှင်ကိုကဟိုဒီလို community ရဲ့အတွက်ပေါ့နော်အလုပ်အလုပ်အသွေးကြုံလေတော်တော်လေးတော့ဟို um ဟိုအရေးကြီးလာတဲ့အထဲမှာတော့ပါတာပေါ့နော်အဲ့လိုအလုတ်တွေ့ကြုံကနေကြည့်ပြီးမှကိုကဟိုဘယ်လို issue တွေရှိတယ်ဆိုတာမျိုးကိုကတွေ့လာတာပေါ့တွေ့လာရဲ့ခါကျမှဒီလို issue တွေကိုကျွန်တော်ကဟိုဒီလိုပညာရေး တက်ချင်လို့ဟိုတင်ကျူပညာလေးကိုတင်ပြီးတော့ဒီလို issue တွေကျွန်တော်ပြဿနာတွေကျွန်တော်ကဖြေရှင်းဖြေရှင်းခြင်းတယ်ဆွဲဟာမျိုးတွေကျွန်တော်ချီကတ်လာရတာဟိုအခါကျတော့ကျွန်တော်ကအဲ့အလို့တွေ့ကြုံနေရလဲဟိုတော်တော်လေးစကားပြောတဲ့ထဲမှာတော့ပါတာပေါ့နော်အဲ့အလို့တွေ့ကြုံရှိလေလေပို့ပြီးတော့ကောင်းလာလေလေဟုတ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်ကဟို scholarship ကများတော့အဖြစ်ပေးတဲ့ထဲမှာဥမာကိုကအလို့အလို့တွေ့ကြုံအများကြီးရှိရဲ့ဒါမှမဟုတ်ဘူးဆိုရင်ကိုက ဒီ academic ဘိုင်းမှာအရန်ကိုကောင်းနေတယ်ဆိုရဲပုံစံမျိုးကိုအများကြီးအများတော့အဖြစ်ကြည့်လက်ရှိရပေါ့နော် scholarship ပြင်ဆင်လာတဲ့အခါဝန်ခနေထားလျှောက်လို့ပဲအလုပ်အသွေးအကျုံအင်္ဂလိပ်စာနဲ့ community အတွက်ကိုဖြည့်ရှင်းချင်တဲ့ issue အကြောင်းအရာတွေကဘာတွေလဲစားတဲ့အချက်တွေကိုအချိန်ယူပြီးအကုန်လုံးချိတ်ဆက်ပြင်ဆင်ရတယ်လို့ဆိုပါတယ်ဟိုအချိန်ယူပြီးတော့ပြင်ဆင်လေလေကောင်းလေလေပဲကျွန်တော်အမြင်ပေါ့နော် ဲဆိုတော့ဟိုရုတ်တရက်ကြီးအပြင်းပါတယ်ငါစကောလာစကောလာရှစ်ထားလျှောက်လိုက်မယ်ဆိုရဲပုံစံမျိုးကတိတ်အဆင်မပြေနိုင်အောင်ပေါ့နော်အဲလိုမျိုးပေါ့ဟိုဥမာကိုယ်ပြင်ဆင်ထားပြီဆိုဆိုရင်တော့မှပြင်ဆင်ပြီဆိုရင်တော့မှဟိုကတ်ကြီးကနေအအထီအကုန်လုံးကသူ့အနေနဲ့သူ organize ဖြစ်အောင်ပေါ့နော်တေချာလေးချိတ်ဆက်မှုရှိအောင်အကုန်လုံးကျွန်တော်ကပြင်ဆင်ပြီးတော့ကြည့်ရတာအဲ့လိုအဲ့လိုကြားထရတာမှကိုက UX UX ချိန်ခံခြင်းမှာ ဒီချက်ခိုင်းရမှာဟလာအဓိကတော့ကိုဘက်ကနေကတော့အတတ်နိုင်ဆိုအကောင်ဆုံးပြင်ဆင်ဖို့လဲလိုအပ်တယ်ဆိုရဲဟာကိုပြောချင်အောင်ပေါ့နော် scholarship အတွက်ရှောက်တဲ့အခါရေးရမယ့်အစေးတွေအကြောင်းကိုလည်းအခုလိုရှင်းပြထားပါတယ်ဘာမှဆုံးရေးပြတဲ့ဟို essay နံပါတ်1ကနေအဆုံးထိအကုန်လုံးကသူ့အနေနဲ့သူအခြေဆက်တွေရှိနေရမှာပေါ့နော်အဲ့အခါကျမှဟိုကြည့်တဲ့လူကဖတ်လိုက်တဲ့လူကအော်ဟုတ်ပါလားပေါ့အဲ့တော့သူကတကယ်ဟိုကောင်းကောင်းလေးချပြထားနိုင်တယ်ဆိုရဲဟာမျိုးကြီး ဟိုတွေ့ရတာပေါ့နော်ဟိုဟိုကြိုက်တယ်လို့ပဲကောက်ချက်ထားတယ်ဆိုတာမျိုးမဟုတ်ဘူးနော်တကယ်ပဲသူကတကယ်ပဲသူဖြည့်ရှင်းကျင်တဲ့ပြဿနာတွေကိုလည်း ဖော်ပြထားတယ်ဓမ္မဖို့ရင် तू ကပို့ပြီးကောင်းအောင်လုပ်ခြင်းတယ်ဆိုရဲအရာတစ်ခုခုကိုဒီအစ်စရင်းမှာဖော်ပြထားတယ်ဒါကိုဒီပညာဖြင့်ငါတို့ကဒီသူ့ကို scholarship ပေးလိုက်လို့ရှင် तू ကဒီပညာတွေရဝါမယ်ရဝါရဝါလို့ရှင် तू ကတကယ်တမ်းပဲဒီပြဿနာတွေကိုဖြေရှင်းသွားနိုင်မယ်ဖြေရှင်းလိုက်ဖြေရှင်းဖြေရှင်းလိုက်နိုင်လို့ဆိုလိုက်နိုင်တယ်ဆိုလို့ရှင်ဒါကပြည်သူလူထုအတွက်အကျိုးအကျိုးရှိလာမယ်ဆိုတဲ့ဟာမျိုးကြီးချိတ်ကတ်တာဟုတ်အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ recommendation ထောက်ခံချက်ကိုလေကြုံချက်ရလူကိုကောက်ထဲလို့မရကြဘူး င်းလေးပြောပါရစေ။ဒီ recommendation လုပ်တဲ့ကဘိုင်းကအစပေါ့နော်။ကိုကကြိုက်တဲ့လူကိုကောက်ထည့်လို့မရအောင်။ဟုတ်လားအဲ့လိုမျိုးပေါ့။ဟိုအဲဆိုတော့ကိုကိုတကယ်ပဲ recommend လုပ်ပေးနိုင်တဲ့သူကဘယ်သူလဲ။စွာမျိုးကြီးကြည့်ရမှာကြည့်မှာပေါ့နော်သူတို့ဟို scholarship committee တွေကလည်းအဲတကယ်ကသူ့ကိုတည်ရလားတကယ်ကသူ ਨੇ ဆက်ဆက်မှုတွေရှိရလားအဲအဲ့လိုမျိုးပေါ့နော်ဒါတွေကအကုန်လုံးချိတ်ဆက်နေမှ scholarship တခုပြင်ဆင်တာကအကောင်းလာတာပေါ့နော် scholarship ရှောက်ဖို့အိမ်မက်မက်နေတဲ့လူငယ်လူရွယ်တွေကိုဘယ်လိုခွန်အားပြု အမစကားပြောချင်လဲတခါနခါနဲ့ပေါ့နော်ကိုကဒီလောက်ထိရွယ်ချက်ကြီးမှပြီးတော့ကိုကရှောက်လာတာဆိုတော့ဟိုစူးစမ်းလာတဲ့အခါကျတော့ဟိုတခါနခါနဲ့မရလို့စိတ်တက်ကြတာမျိုးတော့ကျွန်တော်တို့ဟိုမဖြစ်စေချင်ဘူးပေါ့နော်ဒါလည်းကိုကိုတိုင်လည်းလိုမျိုးဟိုတွေးခဲ့ဟာတွေးရှိရပေါ့နော်ဒါကကိုတကယ်တမ်းကျတော့ဒါကလေကိုကျွန်တော်တို့ကျွန်တော်အတွေ့အကြုံရဆိုရင်ကျွန်တော်ကပဲမဖြစ်လို့လားဆိုရဟာမျိုးမိကုန်းနဲ့အများကြီးထုတ်လာတာပေါ့နော် အဲ့လိုမျိုးမသွေးစေချင်ဘူးသူ့ရဲ့ဂျုံပေါ်ကိုပြန်လေတုံးတက်ပြီးအကောင်ဆုံးပြန်လေပြင်ဆင်ပြီးထက်ခါထက်ခါစူးစမ်းဖို့လေကိုဖောက်ရမလို့တိုက်တွန်းလိုက်ပါတယ်